ဒီကနေ့သာသနာတော်နေ့2569နှစ်မြန်မာတက္ကသိုလ်1389ခုနှစ်ခရစ်နှစ်25ရက်စက်တလ2025အင်္ဂါနေ့ရန်ကုန်တိုင်းတကုံမြို့တောင်ပိုင်းမြို့နယ်အမတ်တရလေးရက်ွယ်ရှူဝဝင်းကျောင်းမဂုတ်ပတနာဓမ္မရည်သားရည်တွင်လူရန်ပူဇော်ကြသည့်အလှူရှင်မိသားစုပေါင်းတော်ကောင်းများကတော့ အလုဒ္ဓာယိကမာယိဒေါ်ယူယူတင်တာယရဏကိုရဲဝွန်ထွန်တမိယရဏမဂလိုင်ဝင်းတော်တာနှင့်မိသားစုအပေါင်းတော်ကောင်းတို့မှတာယရဏကိုရဲဝွန်ထွန်တမိယရဏမဂလိုင်ဝင်းတော်တာမိသားစုပေါင်းတော်ကောင်းတို့ဤမင်္ဂလာနှစ်ပတ်လေကို အကြောင်းပြုပြီးတော့ပြုလုပ်တဲ့ကောင်းမှုကုသိုလ်အလှူတော်မင်္ဂလာပွဲကြီးဖြစ်ပါတယ်ရှောဝင်းကြောင့်မဂ္ဂဝပတနာဓမ္မယိတ္တဤတွင်မှာ လာစင်နိုင်လာစင်နိုင်စွန့်ခဲဝဲဘောစင်နဲ့နဝကမဓမ္မပူဇာယီမှန်လျက်လူတော်ငွေတသိန်းချက်စီတသိန်းချက်စီနဲ့တလလင်းတသိန်းချက်စီတနှစ်စာအတွက်12သိန်းချက်တို့ကိုစက္ကပ်လူတန်းပူဇော်ပြီးသားဖြစ်ပါတယ်အလို့ရှင်မိသားစုတွေစက္ကပ်လူတန်းပူဇော်ထားတော်ကုသိုလ်ကောင်းမှုနဲ့ဆက်ဆံပြီးတော့အနုမောဒနာတရားတပုတ် တူတူကျေးဇူးပြုပေးပါမယ်မင်္ဂလာနှစ်ပတ်လေတရားတော်လို့မှတ်သားပါဒီတရားတော်ကိုမဟောကြမနာကြခင်တရားပိုင်ရှင်ဖြစ်တော်မူသောသုံးလောကထထာသဗ္ဗညုမြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးအားရှ िख ိုးပူဇော်ကရောမှာဖြစ်ပါတယ်အာယုန်တပါးစိတ်မသွာပဲအာယုကြီးညိုကြရအောင် မာရာဒီဝလဝိတ္တထကုံဒါနာနာဝိဒါဝုဒါလေဇမဏိညာဝိသီနာဇီနာပါတိနတတဝါဣဒိနာသစ္စာဝုဇိနာဒုခိတာဟွန်တုတတဝမာရာဒီဝလဝိတ္ထာမမင်းဆရှိကုံသောယန္တောခပင်းတို့သည် ရှိသည်မြာအာခွန်မလာတို့ဖြင့်စွန့်ကုန်ပြလွင်ရကုံသော နာနာဝီရာအထူးထူးထွေထွေအဖြင့်ဆန်းကျဲအောင်ပြုလို့စီရင်၍ထားကုန်တော်အာဝရာတလန်လီမြာစရှိကုန်တော်လက်နဲ့တို့သည်ကုန်ထားစွန့်တုံကုန်သည်ဖြစ်၍လေဇမာနာဖျားလောင်တော်ဤဓမ္မတို့ကျန်ထန်တော်ဒါလန်လီမြလည်းနဲ့ဟူသောအသွင်တန်ထန်ဖြင့်ဝင်ရောက်ရမည်ကိုရှက်ကြောက်ကြကုန်သောကြောင့် အညာဝီတိနာဓာလန်လီမြာလည်းနဲ့ဟူသောအသွင်တန်ထံမှအတမျိုးတခြားတပါးသာဖြစ်သောပံပေါပေါမူနန္တာတိဟူသောအသွင်တန်ထံဖြင့်ဇီနာအောင်းတော်မူမြတ်စွာဘုရားတဝရှင်တော်မြတ်ဘုရား၏ပါရီခြိရောဆုံးတို့ကိုနတခိုလုံးဥခိုင်၍ပူမျောလိုက်ကြပါကုန်၏ရှင်ဘုရား ဣဒိနာသစ္စာဝိဇိနာဤသို့မမင်းဆရှိကုန်သောယန္တရောခပင်းတို့သည်ပြည့်ခွင့်အပ်ကုန်သောဓာလန်လီများဆရှိကုန်သောလက်နက်တို့ဤကြံထံသောအသွင်တန်တန်ကိုဖြောင်း၍နုညံသိမ်မွေသောပန်ပေါ်ပေါ်ဝိနန္တာတိဟုသောအသွင်တန်ထံဖြင့်ဝင်းရောက်ကိုလုံးဖုံးမြော်ဥခိုက်ခြင်းဤဟုသော သစ္စာစကားကို ဤယနီဤနေယ၌မြတ်စွာလေတော်ကြောင်းသာတော်ရှိဝဝင်းကြောင့်မောကုပတနာဓမ္မယိတ်သာဤအတွင်မှ မင်္ဂလာနှစ်ပါးလေအတွေ့ဤမှန်လျက်လူရန်ဘူးသောလေရှိကြပေကုန်သောအလူဒာဤကာမဤတော်ယူယူတင်းနဲ့တကွာသာယရဏကိုယေဝန်ထွန်သမိယရဏမလိုင်ဝင်းတော်တာနဲ့မိသားစုအပေါင်း ဆွေတော်မျိုးတော်အပေါင်းဤတရားဒေသနာကိုစိတ်ထားကြည်လင်စွာနာယူကြည်ညိုနေကြကုန်သောအလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့အားဒုက္ခိတာကိုစိတ်နှဖျားပြီးယံကွာ၍ကျမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဝန္တာလမ်းဖြာခြင်းရှိကြကုန်သည် ဝန္တုယခုဇဝတဲ့သစ္စာစကားနှင့်ပုလောအပ်တဲ့မေတ္တာဓာတ်အရှင်ဝါကြောင်းအချိန်မကြာကိုစီကိုငါကျမ်းမာချမ်းသာ၍ဝန်သာတော်မူနိုင်ကြပါစေကုန်တတည်းသာသာဒုသာရုအေဒီကနေ့ အလုဒာယကအလုဒာယီကမှမိသားစုအပေါင်းတော်ကောင်းတို့နှင့်အလုံးသောဓမ္မမိတ်ဆွေတရားနာပရိသတ်အပေါင်းတော်ကောင်းတို့အားယေရှုပြုပေးမှာကတော့မင်္ဂလာနှစ်ပတ်လေးအတရားတယ်လေမင်္ဂလာနှစ်ပတ်လေးဆိုပြီးတော့ဒီတရားလေးကိုပြန်လည်ပြီးတော့နာယူကြည့်ညိုကြအောင်မင်္ဂလာ မင်္ဂလာနဲ့ပြောပြောနေတာမင်္ဂန်ပါပန်လူနာတိစိန်တတိတိမင်္ဂလံ အဲ့တော့မင်္ဂလာဆိုတာဘာပြောတလဲဆိုတော့မင်္ဂဆိုတာက မကောင်းမှုတွေကိုတဲ့လဆိုတာကတော့ပေဖြောက် ဖြစ်စည်းတာမင်္ဂလာဆိုတာ မကောင်းမှုတွေကို ပေဖြောက်ဖြစ်စည်းတတ်သည့်အတွက်ကြောင့်မင်္ဂလာလို့ခေါ်တာမကောင်းမှုတွေကို ပေဖြောက်ဖြစ်စည်းတတ်တယ်တဲ့ဟောမကောင်းမှုတွေကိုပေဖြောက်ဖြစ်စည်းတတ်လို့မင်္ဂလာလို့ခေါ်တယ်ဆိုတော့ဘလို့မကောင်းမှုတွေလဲဆိုတော့ကိုယ်နဲ့ပြုလုပ်တဲ့မကောင်းမှု နှုတ်နဲ့ပြောတဲ့မကောင်းမှု စိတ်နဲ့တွေးတဲ့မကောင်းမှုဩမကောင်းမှုဘယ်နှမျိုးလဲသုံးမျိုးရှိတယ်ကိုယ်နဲ့ပြုတဲ့မကောင်းမှုရဲ့နှုတ်နဲ့ပြောတဲ့မကောင်းမှုရဲ့စိတ်နဲ့တွေးတဲ့မကောင်းမှုရဲ့ဆိုပြီးတော့မကောင်းမှုသုံးမျိုးရှိတယ်ကိုယ်နဲ့ကျူးလွန်ရတဲ့မကောင်းမှုဆိုတာကတော့ ကာယကံမကောင်းမှုဒုစရိုက်တွေကပါဏတိပါတာတို့အဒိဏဒါနာတို့ကာမေတုမိစ္ဆာစာရာတို့ဆိုတာကတော့ကိုယ်နဲ့ကျူးလွန်ရတဲ့မကောင်းမှုတွေနှုတ်နဲ့ကျူးလွန်ရတဲ့မကောင်းမှု ဆိုတာကတော့မူတာဝါဒတို့ပိတုဏဝါစာတို့ဖရုဒဝါစာတို့တန်ဖပလာပါတို့ဆိုပြီးတော့နှုတ်နဲ့ကျူးလွန်ရတဲ့မကောင်းမှုက၄မျိုးစိတ်နဲ့ ကျူးလွန်ရတဲ့မကောင်းမှုကအဘိဇ္ဇာတို့ဖြာပါဒတို့မိစ္ဆာဒိဋ္ဌိတို့ဆိုပြီးတော့အဲ့တော့မကောင်းမှုတွေကို ပြန်ကြည့်လိုက်ရင် ကိုယ်နဲ့ကျူးလွန်တာက3မျိုးနှုတ်နဲ့ကျူးလွန်တာက4မျိုးစိတ်ထဲကကျူးလွန်တာက3မျိုးဆိုတော့အလုံးမကောင်းမှုအကုသိုလ်ဒုစရိုက်တဲ့10မျိုးဖြစ်သွားတယ်အဲ့တော့ မင်္ဂံဘာပံလူနာတိစိန္ဒတိတိမင်္ဂလံတဲ့မကောင်းမှုတွေကိုပေဖြောက်နိုင်မှ မင်္ဂလာရှိတာတဲ့မကောင်းမှုတွေကိုပေဖြောက်နိုင်ရင် မင်္ဂလာရှိတယ်ဆိုတော့ဒီကနေ့မင်္ဂလာနှစ်ပတ်လည်ကိုအကြောင်းပြုပြီးတော့လူတန်းပူဇော်ကြတဲ့အလှူဒါယကအလှူဒါယကမမိသားစုရိမိမိတို့ဆွမ်းနိုင်သည်မြတ်လူတန်းပူဇော်တယ်ဆိုတော့ဟော ပါဏာတိပါဒလို့ခေါ်တဲ့မကောင်းမှုဒီကိုလည်းပဲတဲ့မိမိတို့ကဩပြန်ပြီးတော့ဆင်ញင်ကြည့်မယ်ဆိုရင်ပါဏာတိပါဒတွေကိုကျူးလွန်နေတာလည်းမဟုတ်ဘူးအဒိဏဒါနာကာမိတုမိစ္ဆာစာရတွေကျူးလွန်နေတာလည်းမဟုတ်ဘူးဆိုတော့ကာယကံ မကောင်းမှုတွေကနေပြီးတော့ကာယကံမကောင်းမှုတွေကိုပယ်ဖြောက်ပြီးတော့ဒီကနေ့မိမိတို့စွန့်နိုင်တယ်မြမင်္ဂလာ နှစ်ပတ်လေကိုလှူဒန်းပူဇော်ခြင်းလို့ခေါ်တယ်တဲ့ကာယကံ ကောင်းမှုတွေဖြစ်သွားပြီ။ ကာယကံမကောင်းမှုတွေကိုပေဖြောက်ပြီးတော့ကာယကံကောင်းမှုတွေရောက်နေတာဟောဒီကနေ့တမင်္ဂလာမရှိတာလားမင်္ဂလာရှိတာမင်္ဂလာရှိတာတဲ့ကာယကံမကောင်းမှုတွေကိုမပြုဘဲနဲ့ကာယကံကောင်းမှုတွေပြုနေတာဒါမင်္ဂလာပေါ့ဝဇိကံမကောင်းမှုတွေက၄မျိုးရှိတာအဲ့ဒီဝဇိကံမကောင်းမှု၄မျိုးတွေကိုမပြုဘဲနဲ့အခု မိမိတို့စွမ်းနိုင်သမျှဝစီကံကောင်းမှုတွေကို ပြုလုပ်နေတာကောင်းတာတွေကို ပြောဆိုနေတာဟောအဲ့ဒါကလည်းပဲတဲ့မင်္ဂလာရှိတာပဲမနောကံမကောင်းမှုတွေကိုဖျောက်ပြီးတော့မနောကံကောင်းမှုတွေရောက်နေတာစိတ်ထဲကနေပြီးတော့တို့မင်္ဂလာနှစ်ပတ်လည်းကိုအကြောင်းပြုပြီးတော့ကောင်းမှုကုသိုလ်ပြုရမယ်မင်္ဂလာနှစ်ပတ်လည်းကောင်းမှုကုသိုလ်ပြုရမယ်ဆိုပြီးတော့စိတ်ထဲကကြည်နူးနေတာအဲ့ဒါကလည်းပဲမင်္ဂလာမရှိဘူးလား ေအဲ့တော့ကာယကံ မကောင်းမှု ဝစီကံမကောင်းမှု မနောကံ မကောင်းမှုတွေကိုဖျောက်ပြီးတော့ကာယကံ ကောင်းမှု ဝစီကံ ကောင်းမှု မနောကံ ကောင်းမှုတွေရောက်လာတာဟာဒါမင်္ဂလာပဲပေါ့အဲ့ဒီလိုကာယကံဝစီကံ မနောကံလို့ခေါ်တဲ့မကောင်းမှုတွေကိုပဲဖျောက်ပြီးတော့ကာယကံဝစီကံမနောကံလို့ခေါ်တဲ့ကောင်းမှုတွေရောက်အောင်ကြိုးစားကြိုးစားတာအားထုတ်တာ အခုတဲ့မင်္ဂလာ နှစ်ပတ်လည်ကိုအကြောင်းပြုပြီးတော့မိမိတို့ကကုသိုလ်ကောင်းမှုတွေပြုလုပ်တယ်ဆိုတော့အဲ့တော့နှစ်စဉ်နှစ်စဉ်နဲ့အခုလိုမကောင်းမှုတွေကိုဖျောက်ပြီးတော့ကောင်းမှုတွေကိုရောက်အောင်ကြိုးစားအားထုတ်သွားမယ်ဆိုရင်နှစ်တိုင်းနှစ်တိုင်းဟာအမင်္ဂလာနှစ်ပတ်လည်မဟုတ်တော့ဘူးမင်္ဂလာနှစ်ပတ်လည်ဖြစ်သွားပြီ အဲ့ဒီလိုအမင်္ဂလာနှစ်ပတ်လည်းမဖြစ်ဖဲနဲ့တဲ့မင်္ဂလာနှစ်ပတ်လည်းဖြစ်ဖို့ဆိုရင်ကာယကံမကောင်းမှုတွေကိုဘာလို့ပြနိုင်ရမယ်ဖြောက်ပြနိုင်ရမယ်အဲ့ဒီလိုဖြောက်ပြလိုက်ရင်တဲ့ကာယကံကောင်းမှုတွေရောက်လာတယ်ဝစီကံမကောင်းမှုတွေကိုလည်းပဲဖြောက်နိုင်အောင်ကြိုးစားရမယ်မနောကံမကောင်းမှုတွေကိုလည်းပဲဖြောက်နိုင်အောင်ကြိုးစားရမယ်မကောင်းမှုတွေကိုဖြောက်နိုင်အောင်ကြိုးစားရမယ် မကောင်းမှုတွေကိုဖျောက်နိုင်ရင်ကာယကံဝစီကံမနောကံလို့ခေါ်တဲ့မကောင်းမှုတွေကိုဖျောက်လိုက်တာ ਨੇ ဘာတွေရောက်လာမလဲကောင်းမှုတွေရောက်လာတယ်အဲ့ဒါကိုဘာလို့ခေါ်မလဲမင်္ဂလာလို့ခေါ်တာအေးအဲ့လိုမကောင်းမှုတွေကိုဖျောက်တာဟာမိမိတို့မင်္ဂလာနှစ်ပတ်လေကိုအကြောင်းပြုပြီးတော့မကောင်းမှုတွေကိုမိမိတို့ကအကျိုးစားပြီးတော့ဖျောက်လာကြတာ တို့မင်္ဂလာနှစ်ပတ်လည်းကိုအကြောင်းပြုပြီးတော့တို့ကောင်းမှုပြုမယ်ဟဲ့ကောင်းမှုပြုမယ်ဟဲ့ဆိုပြီးတော့အဲယခင်နှစ်ဒီလည်းပဲပြုလို့အခုလည်းပဲပြုလို့နောက်နှစ်ဒီလည်းပဲအခုလိုမျိုးတွေကိုယ့်ရဲ့အဲမိမိတို့ရဲ့ကျင်းတဲ့နှလုံးထဲမှာ အခုလိုလှူဒန်းတာမဟုတ်ပေမဲ့လို့ကိုတက်နိုင်တဲ့အခုလိုကာယကံဝစီကံမနောကံအကုသိုလ်တွေမဖြစ်အောင်ပြုလုပ်နေရဆိုရင် အခုလိုပတ်စံနေကုန်ကြခံပြီးတော့မလှူတော်လဲပဲတဲ့ဒါမင်္ဂလာမရှိမှလားမင်္ဂလာရှိမှလားအေးမင်္ဂလာရှိမယ်တဲ့အဲ့ဒီလို မင်္ဂလာရှိဖို့ဆိုရင်တော့မကောင်းမှုတွေကို ဖြောင်းနိုင်အောင်ယူစားရမယ်မင်္ဂလာလို့ခေါ်တဲ့မကောင်းမှုတွေကို ဖြောက်ပြီးတော့ကောင်းမှုတွေကိုရောက်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်အဲ့ဒါမင်္ဂလာရှိတာပဲအေးဒီကနေ့ မိမိတို့စွန့်နိုင်သမျှဌာနကုသိုလ်ရရတယ်တရားနာရတဲ့ဓမ္မသဝနာကုသိုလ်ရရတယ်သာဓုခေါ်ရတဲ့ပတ္တ ानु မောဒနာကုသိုလ်ရရတယ်အမြတ်တမ်းဝေရတဲ့ပတ္တိပတ္တိဌာနကုသိုလ်ရရတယ်စသည်ဖြင့်ကုသိုလ်ရရတာကောင်းမှုတွေရောက်လာတာဟာဒါမင်္ဂလာရှိတဲ့နေ့ပဲမင်္ဂလာရှိတဲ့နှစ်ပဲလို့ဝန်တာရမယ် ဒီထက်မကစွန့်နိုင်နေဆိုရင်ဌာနာကောင်းမှုတွေပြုယုံနေမကဘူးသီလကောင်းမှုတွေကိုကြိုးစားပြီးတော့ပြုလုပ်မယ်အဲ့ဒီထက်စွန့်နိုင်နေဆိုလို့ရှိရင်သီလကောင်းမှုတွေတွေမကဘူးတဲ့ဘာဝနာကောင်းမှုတွေကိုပါကြိုးစားပြီးတော့အထောက်ကြမယ်ဆိုရင်ဒီထက်ပို့ပြီးတော့မင်္ဂလာတွေမရှိကြမှာလားရှိကြမှာလားမင်္ဂလာရှိကြမှာပါအေးကိုစွမ်းနိုင်တဲ့ဌာနာကို ပြုရင်လည်းပဲမင်္ဂလာရှိတယ်ကိုစွမ်းနိုင်တဲ့သီလကိုစောင့်တည်နေရင်လည်းပဲ မင်္ဂလာရှိတယ်ကိုစွမ်းနိုင်တဲ့ဘာဝနာတရားအလုပ်တွေကိုကြိုးစားအားထုတ်မယ်ဆိုရင်လည်းမင်္ဂလာရှိတာပဲမေတ္တာလေးပို့နေရင်ဒါသမထဘာဝနာပဲအနေစာဒုက္ခအနတ္တရှုနေရင်ဝိပဿနာဘာဝနာပေါ့အေးအဲ့တော့ဘာဝနာ ကုသိုလ်ဆိုတာကလည်းပဲခက်ခဲခဲခဲတော့မဟုတ်ဘူးမေတ္တာလေးပို့နေတာနဲ့ကိုပဲဖျားရှိခိုးနေတာနဲ့ကိုပဲဘာဝနာကုသိုလ်မရဘူးလားရပါ ေးဘာဝနာကုသိုလ်ကြီးရနေတယ်ဆိုတော့အဲ့ဒါမင်္ဂလာရှိနေတာပေါ့အေးဝိပဿနာတရားအလုပ်ဒီကိုကြိုးစားပြီးတော့အားထုတ်မယ်ဆိုရင်တော့တဲ့ခန္ဓာဉာဏ်ဆိုင်ရတယ်တဲ့အဲ့တော့ခန္ဓာဉာဏ်ဆိုင်မယ်ဆိုရင်အတ္တဘောခန္ဓာကလည်းပဲဝိပီးရင်တရားတာဖြစ်သည့်အတွေ့အကြုံမြဲတယ်လို့ပြောလို့ရရဲ့လားမရဘူးတဲ့ ဝေဘီယင်တရားလို့မမြဲဘူးသဘောခန္ဓာတွေကလည်းဖြစ်ပြီးတော့ပစ္စည်းတက်သည့်အတွက်ကြောင့်မမြဲဘူးဆိုတော့နေဆာလားအနေဆာလားဟုတ်ပါဗျာအနေဆာတရားတွေမှန်တယ်မြတ်ဖြစ်ချင်းပြည့်ချင်းတို့ဖြင့်အနေဆက်ခံနေရတဲ့အတွက်ကြောင့်ချမ်းသာသလားဆင်းရဲသလားဆင်းရဲပါဗျာဒုက္ခလားဒုက္ခလားအဲ့ဒီဒုက္ခတရားတွေမှန်တယ်မြတ်ကိုကမကြုံညင်ဘူးဆိုပြီးတော့နေလို့လည်းပဲရပါမလား မရဘူးတဲ့မကြုံညင်မဲနဲ့ကြုံနေရတဲ့ဆိုရဲကကိုပိုင်လို့လားမပိုင်လို့လားအတ္တလားအနတ္တလားတတ္တပါဗျာမမြေရာကဘာတဘောအနေဆာတဘောစင်ရာကဒုက္ခတဘောအစိုးမရကိုမပိုင်နာက အနတ္တသဘောတဲ့အဲ့ဒီသဘောတရားတွေကိုစဉ်းញင်နေရင်ဝိပဿနာဉာဏ်ဤဝိပဿနာကုသိုလ်ရရတယ်တဲ့အေးအဲ့ဒီလိုဝိပဿနာကုသိုလ်တွေကိုကြိုးစားပြီးတော့အထောက်ရကနေပြီးတော့နောက်ဆုံးဒုက္ခခတ်သိမ်းချုပ်ငြိမ်းနေနေဆိုရင်တော့လက်ရှိခန္ဓာက ဖြစ်ပြီးပျက်စီးသည့်အတွေ့အကြုံပါသစာဒုက္ခသစ္စာအဲ့ဒီလိုသိတဲ့ဉာဏ်က မေဃသစ္စာတိရာဂသမှုရိယသစ္စာနောင်ခန္ဓာမလာရာဂနိရောဓသစ္စာလို့အဲ့ဒီလိုသစ္စာလေးချက်တပြိုင်တည်းထဲစိုက်ပြီးတော့မေချမ်းသာဖူချမ်းသာနိဗ္ဗာန်ချမ်းသာရခြင်းနဲ့ဆိုရင်ခန္ဓာဉာဏ်ဆိုင်ပြီးတော့တရားအလုတ်ဒီအထုတ်နိုင်အောင်နဲ့မကြိုးစားရမှလားကြိုးစားရမှလား ေးဒါကြောင့်ခန္ဓာဉာဏ်ဆိုင်ပြီးတော့ယူဆအားထုတ်နိုင်အားထုတ်နိုင်အောင်ယူဆရမယ်အဲ့ဒီတော့လှူတဲ့တန်းတဲ့ခါမှလည်းပဲယခုကဲ့သို့လူရတန်းရသာသနာပြုရတဲ့ကောင်းမှုကုသိုလ်ကံစေတနာပေါင်းလို့ကြောင့်ဩဒုက္ခနာဒုက္ခတေဒုက္ခလွတ်မြောက်ရအမှန်မြတ်နေဗံကိုလင်းမြန်စွာမျက်မှောက်ပြုပါစေလို့ အဲဒီလိုနိဗ္ဗာန်ရည်မှန်းလူတမ်းမယ်ဆိုရင်မိမိတို့ရဲ့အလူဟာမွန်မြတ်တဲ့အလူဖြစ်သွားပြီအဲ့ဒါဆိုရင်ပို့ပြီးတော့မင်္ဂလာရှိသွားပြီလို့မှတ်ရမယ်အေးဒါကြောင့်မင်္ဂလာနှစ်ပတ်လေးကိုအကြောင်းပြုပြီးတော့မကောင်းမှုတွေကိုရှောင်မယ်ဆိုရင်မကောင်းမှုတွေကိုရှောင်ပြီးတော့ကောင်းမှုတွေကို ဆောင်ရင်နဲ့နှစ်တိုင်းနှစ်တိုင်းမင်္ဂလာတွေမရှိမှလားမင်္ဂလာတွေရှိမှလားဟုတ်ပါပါ ေကိုရဲ့မင်္ဂလာနှစ်ပတ်လည်ကိုအကြောင်းပြုပြီးတော့ကာယကံမကောင်းမှုဝစီကံမကောင်းမှုမနောကံမကောင်းမှုတွေကိုမဖြစ်အောင်မိမိတို့ကထိန်းသိမ်းစောင့်ရှောက်ရင်တဲ့ကောင်းမှုတွေရောက်လာတော့မင်္ဂလာတွေရှိမယ်။ဒါကြောင့်မင်္ဂလာနှစ်ပတ်လည်ကိုအကြောင်းပြုပြီးတော့မကောင်းမှုတွေကိုလည်းပယ်ဖြောင်းနိုင်ကြပါစေ။ကောင်းမှုတွေရောက်အောင်လည်းကြိုးစားအားထုတ်ကြ၍မင်္ဂလာရှိတဲ့ပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်ကြီးတွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်း အပမဒေနာမမိမလျောမပေါမတန်ထက်တန်သောအပမာရတတိတရားဖြင့်တံပါဒီထကိုစီကိုငှပြည့်စုံနိုင်ကြပါစေကုန်တည်း